Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျစစ်အိမ်မှာစက်သားနိုင်နိုင်နဲ့အုံနို့ခောက်ဆွဲပူပူလေးချက်ပြီးစားမှာပဲဖြစ်ပါတယ်လွယ်ကူရိုးရှင်းပြီးတော့စားလို့အရင်မြင်တာဖြစ်လို့အားလုံးပဲကျစစ်နဲ့ဒူလိုက်ပြီးတော့ကြည့်လိုက်ကြအောင်เนาะအာအုံနုခောက်ဆွဲလို့မွေးငါးအောင်ဆိုရင်ထမင်းလွတ်စားရပါတော့ အရေးဆုံးအနေနဲ့ကျော်စစ်ကဒီမှာညကရေရေဆုံထားတဲ့ကလဲပဲပုံးတဝက်ကိုပြုတ်ပြီးတော့ပေါ့နော်အခုလိုပဲပြုတ်ရေတက်တက်ကလဲပဲတက်တက်ဆဲထားလိုက်မယ်ပြီးရင်တော့ကလဲပဲကိုစုံထဲမှာထည့်ပြီးတော့ပေါ့နော်ညက်အောင်အခုလိုမျိုးလေးခြေပေးပါမယ်ဒီနေရာမှာတချို့ကကလဲပဲကျိတ်တဲ့ဆက်တွေပါရှိလို့ရှိရင်လည်းကျိတ်တဲ့ဆက်နဲ့လည်းခြေလို့ရတယ်ပေါ့နော်ကျော်စစ်ကတော့အခုလိုစုံထဲမှာခြေပေးပါတယ်ပြီးရင်တော့ကျော်စစ်တို့ကြက်သားကိုပြုတ်လိုက်တယ်ပေါ့နော်ကြက်သားကိုတော့ကျော်စစ်ကအယိုးရောအသားရောထည့်ပြီးတော့ကြတော့ပြုတ်ပါတယ်ကြက်သားနိုင်နိုင်လေးနဲ့စားချင်တာပြုလို့များများလေးပြုတ်ထားတယ်စပြီးချက်ဖို့တက်ကိုတော့ကျော်စစ်တို့ဒီမှာ ကျက်သွင်းမြူထောင်းထားတာလေးကိုထည့်ပြီးတော့ကြာတော့စီတက်ပေးမယ်စနုံးမုံလေးအနေငယ်ထည့်ပေးပါမယ်အနမ်းလေးရင်မွေးလာပြီဆိုလို့ရှိရင်တော့ရှေ့မှာပြုတ်ထားတဲ့ကျက်သားကိုပေါ့နော်အခုလိုမျိုးထည့်ပေးလိုက်မယ်အုံနုတ်ခောက်ဆဲရတော့ကြက်သားကိုကြက်အသားရောအယူရောပေါ့နော်အခုလိုမျိုးထည့်ချင်ပို့ပြီးတော့ကြာတော့ခြိုးတယ်ပေါ့နော်ကဲပြီးရင်တော့ကျော်စစ်ကအယောင်တင်မုံလေးထည့်ပေးပါမယ် ကျက်သားရေခမ်းပြီးတော့ကြတော့စီပေါက်လာတဲ့အနေထားလေးရောက်တည်တီပေါ့နော်ကျော်စစ်တို့လုံးပေးလိုက်မယ်ပေါ့နော်ပြီးရင်တော့ကျော်စစ်တို့အရာတာအတွက်ကိုတော့ဒီမှာရာတာမုံလေးရဲစားလေးရဲထည့်ပေးလိုက်မယ်ကဲကျက်သားလဲစီပေါက်လာပြီးတော့ကြတော့အနံလေးမွေးလာပြီဆိုလို့ရှိရင်တော့ရှေ့မှာခြေထားတဲ့ကလပဲကိုထည့်ပေးလိုက်မယ်ကလပဲနဲ့ဒီကျက်သားနဲ့အလုံးနဲ့သွားအောင်တေချာလေးလုံးပေးလိုက်မယ်ပေါ့နော်လုံးတဲ့နေရာမှာကျော်စစ်တို့မကတ်အောင်ပေါ့နော်ကျော်စစ်တို့ပဲပြုတ်ရည်လေးတစ်စွန်းနှစ်စွန်းလောက်ကိုထည့်ပြီးတော့ကြာတော့လုံးပေးရင်ပို့ပြီးအဆင်ပြေပါတယ် အလုံးနဲ့အောင်တေချာလေးလုံပေးပြီးသွားရင်တော့ကျစစ်ကအခုလိုမျိုးအသင့်ပေါ်တော့ရေဖြောထားတဲ့ဒီပဲမုံစိမ့်ရည်လေးကိုထည့်ပေးလိုက်ပါမယ်။ကဲပြီးရင်တော့အလုံးနဲ့သွားအောင်တေချာလေးမှုပေးလိုက်မယ်။ပွက်လာတဲ့အနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့ကျစစ်တို့ရှေ့မှာပြုတ်ထားတဲ့ပဲပြုတ်ရည်ကိုထည့်ပေးပါမယ်။ပြီးရင်တော့ကျစစ်တို့စက်သွုံဥနီလေးတွေကိုထည့်ပြီးတော့ပေါ့နော်နှံ့အောင်လုံပြီးတော့ကြတော့ပွက်လာတဲ့အထီကိုတဲပေးလိုက်ပါမယ်။ ကဲနာနာလေးပွက်လာပြီဆိုလို့ရှိရင်တော့ကျော်စစ်ကရင်နွေးထည့်ပေးလိုက်ပါမယ်ကဲရင်နွေးထည့်ပေးပြီးတော့ပွက်လာပြီဆိုလို့ရှိရင်တော့ကျော်စစ်ကတော့နောက်ဆုံးမှာပေါ့နော်အုံနို့ရေလေးထည့်ပေးလိုက်ပါမယ်အုံနို့ရေထည့်ပြီးရင်တော့ကျော်စစ်တို့နာနာပွက်ပြီးတော့ကြာတော့ဟင်းရင်ကြသည့်အထီကိုတဲထားလိုက်မယ်ဆိုလို့ရှိရင်တော့ဒါအုံနို့နဲ့မွှင်းမွှင်းနဲ့အရန်စားလို့ကောင်းတယ်ဒါအုံနို့ခောက်ဆွဲပူပူလေးရပါပြီ။ ောက်ဆွဲရတော့ကျော်စစ်ကဒါကြက်ဥခောက်ဆွဲလေးကိုပြုတ်တာပေါ့နော်ပြုတ်ပြီးတော့ကြတော့ကျော်စစ်တို့ဒါရေဆေးပြီးတော့ပေါ့နော်စီလေးအနှဲငယ်နဲ့ကျော်စစ်နှဲထားလိုက်ပါတယ်။ဒီကတော့ဒီမှာအုံနှုတ်ခောက်ဆွဲပေါ့နော်အုံနှုတ်ခောက်ဆွဲအိမ်မှာချက်ပြီးတော့ကြတော့စားတာပါ။အပြင်မှာဝဲစားရတဲ့အခုလို့ကျော်စစ်ကကြအိမ်မှာစိတ်ကြိုက်ချက်ပြီးတော့ကြတော့စားရတာကြိုက်တယ်ပေါ့နော်။ဒါမုံချွတ်မပါမဖြစ်ပြီးသွားရင်ဒါကျွတ်တွန်မိတ်ကလေးကျွတ်တွန်နီလေးရဲ့ထဲမယ်ဒီလေးထဲမယ် ကဲဒီမှာဒါတော့အုံနုခောက်ဆွဲပြည့်ပြည့်နဲ့နဲ့ကလေးစားမယ်အချင်းလေးညှင်လာအောင်မယ်အဲ့တော့ဒီမှာအုံနုခောက်ဆွဲအားလုံးပဲစားကြပါအောင်ခင်ဗျာ share ပဲอืมတော်တော့အိမ်မှာအုံနုခောက်ဆွဲလို့မွေးငါးကိုဆိုရင်ထမင်းလို့စားရပါတော့နော်ဒီနေ့လည်းဒါထမင်းလို့ပဲဒီနေ့ကအုံဝါးစားမှာ ိုးပြီးအရန်စားလို့ကောင်းတယ်ဘုံလုံးနံမှုမှုလေးနဲ့ဟုတ်ကဲ့ဒါလည်းတော်တော်ကောင်းတယ်ကြော်ရုံသုံးနာတာကြောက်ခေါက်ဆဲပေါ့နော်ပြုတ်ပြီးတော့ကြတော့ တို့တို့ခောက်ဆဲကိုမကတ်အောင်ပေါ့ရေဆေးချလိုက်တယ်ပြီးသွားမှကျွန်တော်တို့စီလင်းနဲ့နည်းနည်းနှဲပေးလိုက်တာပေါ့နော်ဟွန်းဟွေးအင်းတက်တော့ဟွန်း အလုံးခါကြလို့ကြောက်ကြအခုလိုဒီလိုအစာပလန်အစုံနဲ့ပြုံးပြီးတော့အရသာရှိရပါတော့။ကဲစားလို့လည်းအရင်ကောင်းနေပါတော့။လုံးဝအုံလို့အရသာစိမ့်စိမ့်လို့မှချက်သားနိုင်နိုင်နဲ့ချက်ထားတော့ကြတော့ချူချူစိမ့်စိမ့်လေးနဲ့အရင်စားလို့ကောင်းတယ်။ပြီးတော့အခုလိုအစာပလန်အစုံလေးနဲ့ဆိုတော့ကြတော့ပို့ပြီးအရသာရှိရပါတော့။ဒါမျိုးလေးချက်စားကြည့်ဖို့ကျော်စစ်ကဝင်မြပေးပါတယ်။ဒီနေ့ဘလော့လေးကိုဒီမှာပဲရက်ပြီးတော့နောက်ဘလော့တွေမှာကျော်စစ်နဲ့အတူပြန်ပြီးတွေ့ဆုံကြပါမယ်ခင်ဗျ။အားလုံးပဲတက်တာပါ။